။တနည်းကိုအချိန်9မိနစ်ပြီးုံနဲ့ဒုနာရဲပြဿနာအမျိုးမျိုးကိုတတစီနိုင်မယ်လေ့ကျင့်ခန်းလေးပြပေးပါမယ်။လိုက်လို့ကြည့်အောင်နော်။ကျန်းပြပေါ်မှာထိုင်ပြီးမလုံနိုင်ခုံပေါ်မှာထိုင်ပြီးလဲလုံလို့ရပါတယ်နော်။အမှဆုံးဒူးလေးလေးကိုခါလိုက်မယ်။တမနစ်လောက်။ဒီတိုင်းဒူးလေးကိုနယ်ငယ်ကွေးမယ်။တစ်ဖက်ကိုစမ်းထုတ်လိုက်မယ်။ချီဖွားလေးတွေကို ကိုယ့်ဘက်ကိုကော့တင်ထားပြီးပါနော်အသက်ရှူသွင်းရင်းနဲ့ဒူးလေးကိုဆမ်မတ်တင်မယ်ပြန်ချမယ်ရှူသွင်းရင်းနဲ့မတ်တင်မယ်ရှူထုတ်ဒါလေးကိုဆယ်ချိန်ပြီးရင်ခဏလေးနားပေးပါပြီးရင်နောက်ထပ်ဆယ်ချိန်နှစ်ကြော့လုပ်ပေးပါနော်ပြီးသွားရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပါပဲချစ်ဖွားလေးတွေကော့တင်မယ်ပထမချိန်မှာ မကော့တင်နိုင်ဒီလောက်ထိပဲရရဲဆိုလည်းရပါတယ်နိုင်ဒီလောက်လေးပါမှတ်အဓိကအရေးကြီးတာအခြေဖွားလေးတွေကိုကိုယ့်ဘက်ကိုကော့တင်ထားပေးဖို့ဆွဲနိုင်ဒီလောက်လေးဆွဲထားပေးပါအဲ့ဒါကိုလည်းဆယ်ချိန်နှစ်ကြော်လောက်လုပ်ပေးပါနော်ပြီးသွားရင်ကိုယ့်ရဲ့ဒူးဒူးမှာလက်ဖွားလေးနဲ့ဒူးရဲ့ပပတ်လက်ကိုပုတ်တိုက်ပေးပါ ဒါကဘာအတွက်ကောင်းလဲဆိုတော့သူကဒူးနာတဲ့လူတွေကဒူးလောက်ရှာမှုနည်းသွားတယ်ဒါကြောင့်မလို့သွေးလက်ပတ်မှုတွေကနည်းသွားတယ်ဒါကသွေးလက်ပတ်မှုကိုကောင်းစေတယ်ဒူးပပတ်လက်ကိုနည်းနည်းလေးဖိပြီးမှတမနစ်တစ်ဖက်ကိုတမနစ်စီလောက်ကိုတိုက်ပေးပါနော်ဒါဆိုသွေးလက်ပတ်မှုလေးတွေကောင်းသွားမယ်အနောက်တက်တာစီမယ်နော်ဟုတ်ကဲ့အားလုံးပဲကျမပြောရှင်းကြပါစေ